ဒီနေ့ကျွန်တော်တို့ဆွေးနွေးသွားမယ့်စာအုပ်ကတော့ဆုံးဖြတ်ချက်ချမှတ်ခြင်းဆိုင်ရာအတွေ့အကြုံပညာရှင်တွေပူးပေါင်းရေးသားထားတဲ့ noise pay ဖြစ်ပါတယ်။ကျွန်တော်အားလုံးဟာလူသားတွေရဲ့ဆုံးဖြတ်ချက်ချမှတ်ရမှာပါဝင်တဲ့ bias တွေအကြောင်းကိုနားလည်ပြီးဖြစ်ပါတယ်။ဒါပေမဲ့ဒီစာအုပ်ကတော့လူသားတွေရဲ့ဆုံးဖြတ်ချက်တွေမှာ noise လို့ခေါ်တဲ့နောက်ထပ်အမှားယွင်းတစ်ခုရှိသေးတယ်ဆိုတာကိုထုတ်ဖော်ပြသလိုက်ပါတယ်။ noise ဆိုတာကတော့တုန်ကြီးတဲ့အချက်အလက်တွေနဲ့တုန်ကြီးတဲ့အခြေအနေမျိုးမှာတော့မတုန်ကြီးတဲ့ဆုံးဖြတ်ချက်တွေထွက်ပေါ်လာစေတဲ့မလိုလားအပ်တဲ့ကွဲပြားမှုများကိုဆိုလိုတာပါ။ ကျွန်တော်တို့ရဲ့ပုံကိုရေးဘဝရောလုပ်ငန်းခွင်မှာပါပုံမူတိကျတဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်ဖို့အတွက်ဒီစာအုပ်ကနေရရှိခဲ့တဲ့သင်ခန်းစာတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့ဟာဆုံးဖြတ်ချက်မှားယွင်းမှုအတိုင်းကိုပတ်လိုက်မှု bias ကြောင့်လို့ပဲထင်မှတ်တတ်ကြပါတယ်။ဒါပေမဲ့စာရေးသူတွေကတော့ bias နဲ့ noise ဟာလုံးဝမတူညီတဲ့အရာတစ်ခုဖြစ်တယ်ဆိုတာကိုရှင်းပြထားပါတယ်။ bias ဆိုတာကတော့ဆုံးဖြတ်ချက်တွေဟာမှန်ကန်တဲ့လမ်းကြောင်းကနေစနစ်တကျတစ်ဖက်ကိုရင်းကျိုင်သွားခြင်းကိုဆိုလိုတာပါဥပမာလူတစ်ယောက်ကအလွန်ချုံမော့နေရင် သူ့ရဲ့အရေးချင်းတွေကိုပါပို့ပြီးအထင်ကြီးတတ်တဲ့ Halo Effect Halo အကျိုးတက်ရောက်မှုတွေမျိုးဖြစ်ပါတယ်။ဒါဟာခံမှန်းရလွယ်ကူပြီးရှင်းလင်းတဲ့လမ်းကြောင်းတစ်ခုအတိုင်းသွားတဲ့အမှားမျိုးဖြစ်ပါတယ်။ Noise ကတော့ပို့ပြီးရှုပ်ထွေးပါတယ်။၎င်းဟာစုံဖြတ်ချက်ချမှတ်တဲ့သူတဦးချင်းဒီရဲ့စိတ်ခံစားမှုအဲ့ဒီနေ့ကမိုးလေဝသနောက်ဆုံးစားခဲ့တဲ့အစားအစာစတဲ့ပတ်ဝန်းကျင်အခြေအနေပေါ်မူတည်ပြီးရလဒ်တွေကွဲပြားသွားခြင်းကိုဆိုလိုတာပါ။ ဥပမာတူညီတဲ့ပြစ်မှုမျိုးအတွက်မနက်ပိုင်းတရားသူကြီးရဲ့ပြစ်ဒဏ်နဲ့ညနေပိုင်းတရားသူကြီးရဲ့ပြစ်ဒဏ်မတူချင်းညို့မျိုးပဲဖြစ်ပါတယ်။စုညံတန်ဟာစနစ်တကျကွဲပြားတာမဟုတ်ပဲဂျာပန် random ကွဲပြားနေတဲ့အမှားမျိုးဖြစ်ပါတယ်။ဆုံးဖြတ်ချက်ချမှတ်မှုစနစ်တစ်ခုမှာ noise အမျိုးအစားအမျိုးမျိုးရှိနိုင်ပါတယ်။ level noise ဆိုတာကတော့အဖွဲ့အစည်းတစ်ခုမှာဆုံးဖြတ်ချက်ချမှတ်သူတွေကြားပြန်ပြအမြင်ကွဲပြားမှုကိုဆိုလိုတာပါ။ဥပမာအာမခံကုမ္ပဏီတစ်ခုမှာ ဝန်ထမ်းတအူကအမြင်နဲ့ပြင်းပြထက်ပုံမမြင်ပါတဲ့ငွေပမာဏကိုအတည်ပြုပေးနေတတ်ပါတယ်။သူ့ရဲ့အမြင်ကအဖွဲ့အစည်းရဲ့ပြင်းပြအဆင့်နဲ့ကွာဟနေတာကိုပြတ်တာပါတယ်။ pattern noise pattern noise ကတော့ပုံပြီးပုတ်ကလေးကဆံပါတယ်။ဒါဟာသုံးဖြတ်ချက်ချမှတ်သူတအူချင်းစီရဲ့အကြိုက်မကြိုက်တဲ့အခြေအနေပေါ်မူတည်ပြီးကွဲပြားသွားတဲ့တုံ့ပြန်ပုံကိုဆိုလိုတာပါ။ဥပမာမန်နေဂျာတယောက်ကစကားပြောကောင်းတဲ့ရှောက်ထားသူတွေကိုအခြားသူတွေထက်ပိုပြီးနှစ်သက်တဲ့ခြင်းမျိုးဖြစ်ပါတယ်။ သူ့ရဲ့ဆုံးဖြတ်ချက်ရှောက်ထားသူတွေရဲ့အရေးချင်းစစ်မှန်မှုအပေါ်မူတည်ပဲမန်နေဂျာရဲ့ကိုပိုင်ပုံစံဘတ်တန်အပေါ်မှာမူတည်နေပါတယ်။ Noise ကိုရှင်းချခြင်းဟာပုံမကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေစီဥတီသွားစေပါတယ်။စာရေးသူတွေက Noise ရှင်းချတဲ့အတွက်လက်တွေ့ကြတဲ့နည်းလမ်းတွေကိုပေးထားပါတယ်။ Noise ကိုရှင်းချဖို့အတွက်အကောင်းဆုံးနည်းလမ်းကတော့ဆုံးဖြတ်ချက်ချမှတ်ခြင်းလုပ်ငန်းစဉ်ကိုပုံစံကွက်သွင်းခြင်း၊ decision ဟိုက်ရှင်းပဲဖြစ်ပါတယ်။ဆိုလိုတာကပုံကိုရေးစိတ်ခံစားမှုတွေကိုရှင်းချပြီးဖွဲ့စည်းပုံ structure ကိုအသုံးပြုခြင်းဖြစ်ပါတယ်။ဥပမာ အင်တာဗျူးဖြေဆိုသူတွေကိုမေးခွန်းမေးတဲ့အခါကိုလိုချင်တဲ့မေးခွန်းတွေကိုသာမေးမဲ့အစားကြိုတင်သတ်မှတ်ထားတယ်။မေးခွန်းတွေအစင်သတ်မှတ်ချက်စံနှုန်းတွေကိုအသုံးပြုခြင်းအဖြစ်စုံမဲ့ချက်ချသူတွေကြားကွဲပြားမှုကိုရှင်းချနိုင်ပါတယ်။အဖွဲ့လိုက်စုံမဲ့ချက်ချတဲ့အခါမှာလူတိုင်းဟာတယောက်ရဲ့အဖြေကိုမသိစေဘဲလွတ်လပ်စွာစုံမဲ့ချက်ချမှတ်တဲ့ independent judgment တွေကိုဥစွာချမှတ်သင့်ပါတယ်။အဲ့ဒီနောက်မှာအားလုံးရဲ့ကြားလက်တွေကိုစူးစီးပြီးဆွေးနွေးသင့်ပါတယ်။ ဒီလိုလွတ်လပ်စွာလှုပ်ဆောင်ခြင်းကအဖွဲ့တွင်း PR group pressure ဒါမှမဟုတ်ပထမဆုံးပြောတဲ့လူရဲ့အမြင် anchoring effect ကြောင့်ဖြစ်ပေါ်လာတဲ့ noise တွေကိုရှောင်ရှားနိုင်ပါတယ် noise ကိုရှင်းချခြင်းဆိုတာမှန်ကန်တဲ့ဆုံးဖြတ်ချက်ချမှတ်ခြင်းစီကိုဥတီတဲ့တိုးတက်မှု growth တရဖြစ်ဖြစ်ပါတယ်ရှုပ်ထွေးတဲ့ဆုံးဖြတ်ချက်တွေခံမှန်းချက်တွေကိုချမှတ်တဲ့အခါတခုတည်းသောကြီးမားတဲ့ဆုံးဖြတ်ချက်အဖြစ်မချမှတ်ဘဲတင်းငယ်တဲ့အစိပ်ပိုင်းတွေအဖြစ်ခွဲခြမ်းစိတ်ပြ decompose လုပ်တင်ပါတယ်ပြီးမှအစိပ်ပိုင်းတစ်ခုချင်းစီအတွက်တိကျဆုံးဖြတ်ချက်တွေချမှတ်ပြီးပြန်လည်ပေါင်းစည်းတင်ပါတယ် ဒီနည်းလမ်းက noise ဖြစ်ပေါ်လာတဲ့အနေအထားတွေကိုရှင်းချပေးပြီးစနစ်တကျတွေးခေါ်မှုကိုအားပေးပါတယ်။ noise ကိုတိုက်ဖြတ်ဖို့အတွက်စာရေးသူတွေကလူသားတွေရဲ့စီရင်ဆုံးဖြတ်မှုကိုလုံးလုံးမဖယ်ရှားပဲစီရင်စရာ algorithm တွေရဲ့တိကျမှုကိုပုံမှုအသုံးပြုဖို့အကြံပြုထားပါတယ်။စီရင်စရာတွေကသာ noise ကင်းစင်ပြီးတသမတ်ထဲသောရလက်ကိုအမြဲတမ်းပေးနိုင်မှာဖြစ်ပါတယ်။အောင်မြင်မှုအတွက်လူသားတို့ရဲ့ကျွမ်းကျင်မှုစီရင်စရာတွေအတိကျမှုကိုပေါင်းစပ်ဖို့လိုအပ်ပါတယ်။ နွိုင်းစာအုပ်ကကျွန်တော်တို့အားလူသားတို့ရဲ့ဆုံးဖြတ်ချက်ချမှတ်တဲ့အခါမှာဘလိုင်းမှု bias တာမကမတူကွဲပြားနေတဲ့ random noise များကိုလည်းအမှားယွင်းဖြစ်ပေါ်စေကြောင်းရှင်းလင်းသိမြင်စေခဲ့ပါတယ်။ကျွန်တော်တို့ကတဦးချင်းစီရဲ့စိတ်ခံစားမှုနဲ့ကိုယ်ပိုင်ပုံစံကြောင့်ဖြစ်ပေါ်လာတဲ့ noise တွေကိုရှင်းချဖို့အတွက်ဆုံးဖြတ်ချက်ချမှတ်ခြင်းလုပ်ငန်းစဉ်ကိုစနစ်တကျပုံစံကွက်အတွင်းချင်းကိုအသုံးပြုရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ပုံကိုရင်းတဲ့လုပ်ငန်းကွင်ဆိုင်ရာဆုံးဖြတ်ချက်များကိုတတ်သမှတ်သေးဖြစ်စေလွတ်လပ်သောအမြင်များကိုအသုံးပြုခြင်းအဖြစ်ပုံမကောင်းမွန်သောရလဒ်များကိုရရှိနိုင်ပြီဖြစ်ပါတယ်။ဒါကြောင့် price ကိုဖော်ထုတ်ပြီး short ချခြင်းသည်ဆုံးဖြတ်ချက်အမှန်ကန်ရေးအတွက်အရေးကြီးသောတာဝန်တစ်ခုဖြစ်ပြီးဒီလန်းစဉ်ကိုနေ့စဉ်အထောက်ခြင်းသုံးပါကကျွန်တော်တို့ရဲ့စီးပွားရေးလုပ်ငန်းများအတွက်အခိုင်အမာရလဒ်များစီသို့ဦးတည်သွားမှာဖြစ်ပါတယ်။ဆုံးထိနောက်ထောင်ပိတ်အတွက်ကျေးဇူးတင်ပါတယ်။